နေ့တခိုင်ဝါရင်နိုင်ငံရေးကောင်းဆောင်နော်ဦးလာစောရဲ့အောင်မေဝယ်ခန်းသားမှာအောင်မေဝယ်စကားပြောကြားခွင့်ရတဲ့အတွက်အားလုံးစောင့်ရင်းကြတဲ့သူအသီးသီးကိုသူပဲကျေးဇူးဥပဒေရတင်ရှိပါတယ်စစ်ဒီခန်းသားကိုဖိတ်မှန်ခြင်းခံရတဲ့အချိန်မှာရောမူလဆရာကြီးဆုံးသွားတဲ့အချိန်တွေမှာရောစစ်ဆရာကြီးကို ဟုတ်ရင်လည်းဦးဇင်းတို့ဒီဒီဘီဘီဒီဘိတ်တွေပါဦးဇင်းတို့အများကြီးကြည့်ခဲ့ဘူးလားပါဦးဇင်းတို့တွေးရတဲ့ခါကျတော့ဆရာကြီးကိုဦးဇင်းပါကြည့်လဲအတန်ဦးဇင်းအတန်ကိုလေးလာပါတယ်လူတယောက်နောက်တစ်ချက်မျက်လုံးမျက်နှာမူရဦးဇင်းအများကြီးလေးလာတတ်ပါဒါလည်းဆရာသမားတွေရဲ့ကျေးဇူးလို့ခေါ်ပါပါအခုဒီအောက်မေ့အမှတ်ရပဲအခမ်းအနားပါဆရာကြီးရဲ့ဒီပုံလေးပေါ့ဒီမျက်လုံးလေးကိုကြည့်ပါ ညင်ညာနဲ့မေတ္တာပြတ်ထန်းတယ်။ရဲရဲခိုင်ကြည်ခြင်းဆိုတဲ့ညင်ညာရဲ့အားလုံးကိုကိုယ့်လူမျိုးကိုအရှင်တင့်ခိုင်ခတ်တရားအနိုင်ယူလို့မရစေခြင်းနဲ့စိတ်အင်အားဒုနဲ့တည်းနဲ့ရှိတယ်လို့အခြားလူမျိုးအခြားဘာသာဝင်တွေပေါ်မှာလည်းငဲ့ညာတနာတဲ့မေတ္တာအပြည့်ရှိတယ်လို့မစင်ခံစားရပါဘူး။ဒါဆရာကြီးရဲ့အတွင်းကရံစိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှုလို့ဥစဉ်ပြပါတယ်။ဒါကြောင့်လဲဆရာကြီးဟာစာပေကဗျာအမှုပညာကိုထဲထဲဝင်ဝင်မြတ်လို့တာပါ။အဲ့တော့အမှုပညာဆိုတာသရှင်ဆိုမှကမခုံမှမဟုတ်ဘူး။အမှုဆိုတာပါဠိလိုပြောရင်အသေးစိတ်လို့ပြောတာပါ။ပညာဆိုတာပိုင်းခြားရင်ဆရာကြီးဟောတဲ့စကားနဲ့ပြောရင်တော့အကြောင်းကိုသိတာပညာกว่าအကြောင်းကိုပိုင်ပိုင်နိုင်နိုင်စနစ်တကျလုံဆောင်တတ်တာပညာအဲ့လိုပဲဒီနေ့ကစုံလာပြီဗုဒ္ဓအနေနဲ့ဆရာကြီးရဲ့အောက်မေ့ဝယ် ခန္ဓာနည်းရာနဲ့တဲ့တဲ့ဒိုးတာတကယ်တန်ဖိုးပဲဆိုတော့အဲ့တော့ဗုဒ္ဓကဗုဒ္ဓဘာကိုသင်တာလဲဆိုဗုဒ္ဓဆိုတာသူ့ပါဠိသက်စကားတကယ်နားလည်အောင်သိသူတတော်မယ်သိသူဘာကိုသိတာလဲဆင်းရဲဒုက္ခဖြစ်စေတဲ့အကြောင်းတွေကိုသူသိတယ်လူချမ်းသာဒုက္ခရစေတဲ့အကြောင်းတွေကိုသူသိတယ်ဒါကြောင့်လောကကို तू ကဆင်းရဲဒုက္ခဖြစ်စေတဲ့အကြောင်းတွေကိုပယ်ဖြတ်တတ်အောင် तू လှည့်လည်ပြီးသင်ကြားတယ် ချမ်းသာဒုက္ခရရှိတဲ့အကြောင်းတွေကိုသူလက်လျက်သင်ကြားတယ်ဒါဗုဒ္ဓပါပဲဒါကိုအရိယသစ္စာ၄ပါးလို့ဆိုတာပါချမ်းသာဒုက္ခလွတ်မြောက်ခြင်းရယ်ချမ်းသာဒုက္ခရရှိတဲ့အကြောင်းရယ်ဆင်းရဲဒုက္ခရယ်ဆင်းရဲဒုက္ခဖြစ်စီတဲ့အကြောင်းရယ်ဒီ၄မျိုးကိုလက်တယ်အဲ့တော့ဗုဒ္ဓဟာရှင်းရဆရာကြီးကပြောတဲ့စကားဒါဆရာကြီးရဲ့မျက်လုံးလေးကိုမြင်ပြီးတော့ဒါနဲ့ဥစဉ်အမောက်အမတ်တရားဆရာကြီးရဲ့နှလုံးသားကိုဥညွတ်တယ်ဂုံပြုတ်အပ်ပါတယ်အဲ့တော့ဗုဒ္ဓကိုရှင်းက ပညာရှိဆရာတွေကလူဆရာရမ်းဆရာတွေကဘလို့တင်စားတယ်ဆိုတော့ဗုဒ္ဓဟာတဲ့အမှန်တရားအတွက်ဆိုရင်ကေတရားသာရှင်သိမင်းကြီးနဲ့တူတယ်အဲ့အမှန်တရားအတွက်လောက်ချံခံမှာအပြစ်ပြောခံမှာမကြည်ညိုမှာမမြတ်နိုးမှာမလူတန်းမှာတစ်စက်ကယ်မှာနှလုံးရင်မှာမရှိဘူးဆိုတော့အဲ့လိုပဲနော်အဲ့တော့အများတတော်ကချမ်းသာစီဖို့အတွက်နော်အဲ့အချိန်လေးကလည်းအယူဆမတူကြတာလေသူ့ရှိမှာဖရားကြီးအများကြီးပဲ အဲ့လိုဖြစ်ပေါ်လာတဲ့ခါတိုင်းမှာလည်းအဲ့အားလုံးပေါ်မှာလည်းသူ့ရဲ့နှလုံးသားဟာသားသမီးလိုစိတ်ထားနဲ့ဘုရားဟာဆက်ဆံပါလေဘုရားမျက်နှာစာနှစ်ဖက်ရှိတယ်လို့ပြောလို့ရအမှန်တရားအတွက်ဆိုကေတရားသာရှင်သိမင်းလို့အများတတော်ချမ်းသာဇေဖို့ဆိုအယူဆတူတူမတူတူလူမျိုးပါတာတူတူမတူတူသူ့ချင်းညိုသည်ဖြစ်စေမချင်းညိုသည်ဖြစ်စေကြိုက်ကြိုက်မကြိုက်ကြိုက်သူ့ရဲ့နှလုံးသားသည်သားသမီးလိုနှလုံးသားမေတ္တာရှိတယ်အဲ့တော့ဆရာကြီးမှအဲ့ဒါသွားတွေးရတယ် စဉ်ရန်ဝန်းတာလေ။ဒါကြောင့်ရှင်တော်ကဦးဇင်းတို့ဆေးရဲ့ဒီဘီဒီဘိတ်တွေကိုကြည့်တဲ့အခါမှာလေတိတ်အားရဦးဇင်းတို့ကြီးစုကိုကြီးညိုလေးစားခဲ့ရတဲ့သူဖြစ်ပါတယ်။သူ့ရဲ့လူမျိုးတွေပေါ်မှာထားကြည့်တဲ့စိတ်စင်တာကိုကြည့်တဲ့အခါမှာကိုယ့်လူမျိုးကိုအရှိခတ်တည်ရပြီးတော့သူများအနိုင်ကျင့်လို့မရလို့တဲ့စိတ်နေစိတ်ထားတွေရှိပေမဲ့သူတစ်ပါးတွေကိုအနိုင်ကျင့်လို့တဲ့စိတ်မျိုးမရှိဘူး။အခြားလူမျိုးတွေဆင်းရဲဒုက္ခရောက်တယ်ဆိုရင်လည်းပဲတကယ်လို့တနာကျင်တာအတတ်တဲ့ စိတ်စင်နာအပြည့်အဝရှိတဲ့သူလို့ပြောလို့ရအောင်အဲ့တော့ရခိုင်လူမျိုးတွေအတွက်တော့ဂုံယူစရာတတ်မိုးထားစရာလေးစားစရာလိုက်နာတုပြုကျင့်သုံးစရာပြောဖြစ်တယ်လို့မြန်မာနိုင်ငံရေးမှာတနိုင်ငံလုံးနဲ့နိုင်ငံရေးမှာပြောရင်တော့မြန်မာနိုင်ငံရဲ့ကိုစားပြုလို့ကိုဦးစင်ကတတ်မိုးထားရန်လို့ပါတယ်ဒါမှမဟုတ်သောသစ္စာစကားပါဒါကြောင့်မလို့ဦးစင်တို့ဟာဆရာကြီးရဲ့ဒါကြောင့်မလို့တီကြီးခံကြားတဲ့ဒီမျက်လုံးမှာပညာဆိုတဲ့အရေးငွေတွေ အင်အားဒုနယ်တွေနဲ့တွေ့ရတယ်အားလုံးပေါ်မှာကိုယ့်လူမျိုးမှမဟုတ်အခြားလူမျိုးတွေပေါ်မှာဆင်းရဲဒုက္ခမရောက်စေလိုတဲ့ကရုဏာနဲ့ပညာကိုလည်းထုံမြလုံးမှာအတိအကျပုံညွှန်းနေတာစကလုံးတွေကိုနားထောင်စီတာမလိုပါဘူးအခုစကလုံးတွေဦးဇင်းတို့နားထောင်ခဲ့မှုတဲ့ဒီစကားတွေကိုယနေ့ပြန်ပြီးတော့အမှတ်ရမယ်ဆရာကြီးရဲ့စကားတွေကိုနားထောင်လဲရတဲ့အခါမှာရင်ထဲမှာလှိုက်တက်တာအားပိုရှိသွားတယ်အဲ့လိုပြောတာနော် အတို့ရဲ့လူတိုင်းရဲ့နှလုံးသားထဲမှာနိုင်ငံရေးလုတ်တယ်ဆိုတာအမှန်တရားပါပါဘာသာရေးဆရာတယောက်ကသူ့ဘာသာဝင်နေကိုအလေးမြတ်ပြုတ်ရင်ပြုကောင်းပြုတ်နိုင်ပါအခြားဘာသာဝင်တွေရဲ့အလေးမြတ်ပြုတ်အလေးမြတ်ပြုတ်တယ်လေးစားတယ်ဆိုတာနဲ့တော့တကယ်စကားကိုလိုက်နာနားထောင်ဖို့ဆိုတာအမှန်တန်ကက်ခဲပါဘာသာရေးတစ်ခုဒါပေမဲ့နိုင်ငံအရေးသမားကောင်းတယောက်မြေသိလူမျိုးမြေသိဘာသာဝင်ဖြစ်စီတနိုင်ငံငါလူမျိုးငါနိုင်ငံငါလူမျိုးငါဘာသာအကျိုးတဲ့ယနေ့ဆရာကြီးလူ ဇိုင်းဦးလာစောလို့အများပြည်သူပေါ်မှာသားသမီးလိုနှလုံးသားမေတ္တာဖြင့်ပြုကျင့်တဲ့နိုင်ငံရေးသမားပေါင်းတယောက်ကတော့တာမန်ဘာသာရေးဆရာကိုဘာသာကိုကိုလူမျိုးကောင်းတဲ့ကောင်းအောင်လုပ်နိုင်တဲ့ဘာသာရေးဆရာဒီတက်ညားစွာမြင့်မြတ်တယ်လို့ဦးဇင်းဒီနေရာကနေဂုဏ်ပြုစကားပြောခြင်းနဲ့ဒါကြောင့်မလို့ရခိုင်နိုင်ငံရေးသမားတွေရောမြန်မာပြည်ထဲမှာရှိရတဲ့မျိုးမျိုးဘာသာမျိုးနိုင်ငံရေးကိုဒီမရီယာရဲ့စနစ်ဆိုးတွေကလုံမြောက်ရအောင်တိုင်းပြည်သားတွေသာယာဝါပြောအောင် ဒါတိုင်းသူဒီသားတွေအနိုင်ကျင့်ခံရဲဘဝတွေလွတ်မြောက်အောင်လူမျိုးမျိုးဘာသာမျိုးငါတို့ပေါ်မှာဘလို့စိတ်ထားထားငါတို့နှလုံးသားကတော့အဲ့ပြည်သူတွေအားလုံးကိုအဲ့နိုင်ငံသားတိုင်းကိုလွတ်မြောက်စေခြင်းနဲ့စိတ်ဗတရားမှုတွေကလွတ်ပြီးတော့တရားမြတ်တမ်းမှုတွေဓာတ်လူညီများမှုတွေလွတ်လပ်မှုတွေရရည်တဲ့စိတ်တွေနဲ့ဇာယီရဲ့ပညာနဲ့မေတ္တာခိုင်ကြီးတဲ့စိတ်ဓာတ်တွေကိုအတူယူပြီးတော့ဆက်လက်တည်ဖို့ရည်ဆောင်နိုင်ကြပါစေလို့အောက်မေ့ဝဲခန္ဓာမှာ ဂုံပြူစကားပြောကြရင်ဒီကုန်းချော့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်